တရချောင်းမြို့နယ်နေရွေကားလန်ကရွှေကူတရားစစ်ကောင်စီစစ်စီရေးဂိတ်တဝိုင်းမှာမင်းကမော်လယ်ပိုင်းကနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ရွှေကူတရားစစ်ကောင်စီဂိတ်ကိုတော်လိုင်းရေးတပ်တွေကဝင်းရောက်တိုက်ခိုက်နေတာဖြစ်ပြီးညနေပိုင်းအထိလဲတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန် တဝဲမြို့နယ်ရှစ်မိုင်ရွာမှာရှိတဲ့စစ်ကောင်စီစခန်းကလည်းလွန်လန့်ကြီးတွေပြစ်ခတ်နေပြီးလွန်လန့်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံတွေထိခိုက်ဒိဆုံးမှုရှိခဲ့တယ်လို့လည်းကနဦးသိရပါဗျ။ရည်ဖြူမြို့နယ်တစ်တူထောက်ရွာအနီးမှာဒေသခံအမျိုးသားတအူးမိုင်းထိဒိဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မိုင်းထိတိတ်ဆုံးခဲ့သူကတော့အသက်60ဝန်းကျင်အရွယ်ရှိသူဦးကြည်လာဆိုသူဖြစ်ပြီးကျိုးမိုင်းထိကတိတ်ဆုံးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ် အခုလ31ရက်နေ့မွန်လယ်ပိုင်းကတစ်တူထောက်ရွာအနီးကဥယျာဉ်ခြံကိုသွားတဲ့လမ်းမှာမိုင်းထိခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။လုံလုံမြွနယ်ဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တအူးအပါဝင်တိတ်ဆုံးသူ2ဦးအထိရှိလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။လုံလုံမြွနယ်ကလက်ခတ်တောင်စခန်းနဲ့လုံလုံမြို့ပေါ်တွေမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ကစကခရှစ်သဲပွန်တောင်နဲ့တဝဲကော့စတန်စိတ်ကန်းတွေကနေလက်လန့်ကြီးတွေနှင်းရဆက်တိုက်ပစ်ခတ်ခဲ့တာပါစစ်တပ်ရဲ့လက်လန့်ကြီးကြောင့်မီလ30ရက်မှာလောင်လုံးမြို့ပေါ်ကအသက်40ဝန်းကျင်အရွယ်တော်အေးချူနဲ့32ရက်နေ့မှာအသက်9နှစ်ဝန်းကျင်အရွယ်ကလေးငယ်တဦးတို့တိစုံခဲ့တာပါလက်ရှိအချိန်ထိလေလုံလုံမြို့နယ်အတွင်းမှာနှစ်ဖက်စစ်ရီတင်းမာနေပြီးလုံလုံမြို့ပေါ်နဲ့အနီနာတဝိုက်ကဒေသခံတွေနှိစက်ရွာကိုထွက်ပြေးတင်းရှောင်နေရပါတယ်။ လောင်လုံးမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ပီးရှောင်နေရတဲ့ဒေသခံတွေကိုဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကစံနဲ့အခြေခံစားတောက်ကုန်တွေကူညီထောက်ပံ့ပေးခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ DDMSC ရဲ့လူမှုကူညီရေးဆက်ကော်မတီကဦးဆောင်ပြီးလှူဒန်းပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလုံလုံမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးတူအပါဝင်ဒေသခံ၂ဦးတည်ဆုံခဲ့ပါတယ်